မင်္ဂလာပါရှင်ခေတ္တ new သတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်တနင်္ဂနွေလုံးအဖြစ်ခက်ရဆဲရေးစာချုပ်ပြက်ပြဲသွားပြီဖြစ်ပြီး NCA နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ဟု KNU ဘဟုအလို့မှုဆောင်ဘရုစောတော်နီကအတိပေးပြောဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းဆီးမှုကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်ပြက်ပြဲသွားပြီးဖြစ်၍ NCA စာချုပ်နှစ်ပတ်လည်ပွဲကျင်းပရုံဖြင့်ဘာမှဖြစ်လာစရာမရှိတော့ကြောင်းကရင်မျိုးသားအစည်းအရုံး KNU ဘဟုအလုံးမှုဆောင်ဗဒိုစော်တော်နီကခုလိုပဲအတည်ပြုပြောဆိုလိုက်ပါတယ်။ယနေ့တွင်တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသောကရင်မျိုးသားအစည်းအရုံး KNU ချင်းအမျိုးသားတပ်ဦး CNF ပအုံး PNLO ABSDF, NMSP နဲ့ LDU တော်လှန်ရေးတပ်များက NCA စာချုပ်ပြက်ပြဲသွားပြီဖြစ်ကြောင်းစုပေါင်းကြေညာချက်ထုတ်ပြန်လိုက်ပြီးအဆိုပါကြေညာချက်တွင်စစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်ပွဲများသို့ ASEAN ကုလသမဂ္ဂနှင့်နိုင်ငံတကာသံတမန်များမတ်တက်ရောက်ရန်တိုက်တွန်းထားပါသည်။ဆီယနာသိမ်းမှုကြောင့် NCA စာချုပ်ပြက်ပြဲပြီးဖြစ်၍နှစ်ပတ်လည်ပွဲများလောက်ယုံနဲ့မြည်သည့်အကျိုးရလမှာဖြစ်ပေါ်လာစရာကြောင်းရင်း မရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဗဟုအလုံးမှုဆောင်ဘဒုစတော်နီကအခုလိုပဲပြောဆိုထားပါတယ်။အာနာသိန်းကလေးက NCA ကပြတ်သွားတယ်။အာနာသိန်းကလေးက NCA ကလုံးဝချိုးပေါက်ပြီးဘာမှကိုမရှိတော့ဘူးဆိုကတောက်လျှောက်ပဲပြောလာတာ။အကုန်လုံးဘာမှမရှိတော့ဘူး။အဲဒါကြောင့်သူတို့ထထလုံနေတဲ့ဟာတွေကအမှန်သူတို့မသိတာလည်းမဟုတ်ဘူး။တီးရက်နဲ့ဒီလိုလုပ်နေတာကိုယ့်ကိုယ်ကိုလိန်ညာနေကြတာဘာမှလည်းအရာရောက်မှာမဟုတ်ဘူးဆိုတာ သူတို့လည်းသူတို့ကိုသူတို့သိနေကြတာပဲလို့ဘဒိုစော်တော်နီကခုလိုပဲပြောဆိုပါရယ် KNU အပါဝင်တိုင်းရင်းသားနဲ့တော်လှန်ရေးတပ်ဖွဲ့၆ခုရဲ့ယနေ့ထုတ်ပြန်ကြေညာသောကြေညာတက်တွင်အချောက်၆ချက်ပါဝင်ပြီးအဓိကအားဖြင့် NCA စာချုပ်လုပ်ငန်းစဉ်များရဆိုင်သွားပြီးစစ်တကပြုလုပ်မဲ့ NCA ၁၀နှစ်ပြည့်ကဏ္ဍသို့ ASEAN ကုလသမဂ္ဂနဲ့နိုင်ငံတကာတာဝန်များတက်ရောက်ခြင်းမပြုရန်တိုက်တွန်းထားပါရယ် မြန်မာနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီးလမ်းများနဲ့ဖြည့်ရှင်းနိုင်ရည်ရွယ်သော KNU, CNF, ABSDF နဲ့ PNLO တို့ကအခြားသောတိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းလေးခုနဲ့အတူတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီး NMSP နဲ့ LDU တို့က2018ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း SCA လုပ်ငန်းစဉ်အကောင့်တေပေါ်စင်ကာလအတွင်းမြန်မာစစ်တပ်ကလုပ်ငန်းစဉ်အားလွှမ်းမိုးထိန်းချုပ်ခြင်း၎င်းတို့ရဲ့စစ်တပ်ကြီးစိုးရေးမူဝါဒဖြင့်တစ်ဖက်သက်ပိတ်ဆို့ပြီး SCA သဘောတူညီချက်များကိုအကောင့်တေမဖော်နိုင်ရတားဆီးခြင်းများပြုလုပ်ခဲ့သလိုစာချုပ်ပေါ်သဘောတူညီချက်များအားအကြိမ်ကြိမ်ချိုးပေါက်ခြင်းများရှိခဲ့တော်လဲငြိမ်းချမ်းရေးနှင့်အနာဂတ်ဖရက်ဒယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်ရန်ရည်မှန်းချက်နဲ့ဆက်ရှိတည်ခဲ့နီးလန်းရှာဖွေက ဒီဇိုင်းမမစူးစားခဲ့မှုကြောင့်သဘောတူညီချက်ချိုးရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့နိုင်ခြင်းဖြစ်ကြောင်းခုလိုပဲကြေညာထားပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလဆက်နာသိမ်းမှုဟာ MCA စာချုပ်ရဲ့အနှစ်သာရအခြေခံမှုများနဲ့ရည်မှန်းချက်များကိုပြောင်ပြောင်တည်တည်ဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး MCA အကောင့်ထဲပေါ်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကစက္ကူစိုးတစ်ခုအဖြစ်သို့ရောက်ရှိသွားစေကြောင်း MCA စာချုပ်အပေါ်ကျင်းဝင်းဆောင်ထိန်ခြင်းမရှိဘဲအကြိမ်ကြိမ်ချိုးဖောက်ခဲ့သောစေုပ်စုက ပြည်သူလူထုကိုအင်အားသုံးကပုံစံအမျိုးမျိုးဖြင့်ဖက်ဆီးနှိပ်စက်တက်ဖြတ်ခဲ့လာတာမကား လေကြောင်းတက်ခတ်မှုများပါအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တက်ဖက်မှုများနေ့စဉ်ကျူးလွန်လျက်ရှိတဲ့မူ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ရန်ပြင်ဆင်နေတယ်လို့တိုင်းရင်းသားလက်နက်ကိုင်နဲ့တော်လှန်ရေးတပ်ဖွဲ့များရဲ့စူပေါင်းထုတ်ပြန်ချက်တွေကုလိုပဲဖော်ပြထားပါတယ်။ CEO ဆိုရဲ့ NCA အမြေခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်များနဲ့ CEO ဆုမှာ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့ပြီးပြက်ပြဲသွားပြီးဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေသည့်အတုရောင်ရေကောက်ပွဲတို့ဟာဆရာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုမရှိရန်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနိုင်ငံ၏အကြံအတဲနှင့်ပြည်သူလူထုရဲ့စိရင်ဒုက္ခများကိုဖြေရှင်းနိုင်မှာမဟုတ်ဘဲပြည်ပကတ်များသာပို၍ရှေ့လာလာမည်ဖြစ်ကြောင်းထောက်ပြထားပါသည် ပြည်သူလူထုကိုနေ့စဉ်ဘုံကျဲတက်ဖြက်လူငယ်များကိုအတင်းအရမစစ်မှုထိုက်စေခဲ့ပြီးပြုလုပ်နေတဲ့စေုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်များတွင်ပါဝင်ခြင်းဟာမြန်မာနိုင်ငံနဲ့ဒေသတွင်းမတည်ငြိမ်မှုကိုဖန်တီးနေတဲ့စေုပ်စုကိုထောက်ခံရကြတဲ့အတွက် NCA လက်မှတ်ရေးထိုးခဲ့ခြင်းဟာ၁၀နှစ်ပြည့်မြောက်အခမ်းအနားသို့မတက်ရောက်ခြင်းဖြင့်ပြည်သူလူထုရဲ့အတူယက်တီကြခြင်းပြရန် UN ASEAN နဲ့နိုင်ငံတကာတရမန်များကို NCA ိုရိုင်းလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းသာတော်လှန်ရေးတပ်များကတိုက်တွန်းထားပါရဲ့တိုင်းသာတော်လှန်ရေးတပ်များအနေနဲ့ရေရှည်တည်တံ့ခံရတဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်စေရေးလန်းစားဖြစ်တဲ့စစ်တပ်ကနိုင်ငံရေးတွေပါဝင်မှုမရှိစေရန်ပြပခအတွင်းမတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရှိစေရန်နှင့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသေးရေးဆွဲနိုင်ရန်အတွက်တော်လန်တိုက်ပွဲဝင်နေကြသောတော်လန်၏အဖွဲ့အစည်းများနှင့်တကွဆက်အနာရှယ်စနစ်ငြိမ်းပြီး ဖရက်ဒါဒီမိုကရေစီပြောင်းစုအသစ်ထူထောင်နိုင်ပြီးအထိတန်နိုင်တန်ချဒီဇိုင်းမမတ်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းအခုလိုပဲကြေညာထားကြောင်းသိရှိရပါရရှင်ဆလဘီမြင်းချံမျိုးနယ်ကြောက်ပြုတ်ရွာပြူစောတီအထိုင်စကန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ10ဦးသေဆုံးတဲ့အကြောင်းတည်ဆက်ပေးပါမယ် န္တလေးတိုင်းမြင်းကျက်မြို့နယ်ကြောက်ပြုတ်ရွာပြူစောတိအထိုင်စကန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်တပ်ဘက်မှ10ဦးတေဆုံးခဲ့ကြောင်းပြည်သူ့ကျယ်တွင်တပ်ဖွဲ့မှဖုံးမိုက်ခဲကအခုလိုပဲပြောဆိုထားပါရယ်ရမန်နေ့အော်တိုဘားလာ7ရက်နေ့မြင်းကျက်မြို့နယ်ကြောက်ပြုတ်ရွာရှိပြူစောတိအထိုင်စကန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ် အဆိုပါတိုက်ပွဲဟာ၃နိုင်ခဲ့ကြမြင်ပြီးအကျန်းဖက်စစ်တပ်မှ၁၀ဦးသေဆုံးကတိကျတဲ့အရာရှိသူများပြပြီးအကျန်းဖက်စစ်သားနှင့်ပြူစော်တီများကြောက်ပြုတ်ရွာမှပြန်လည်ဆုတ်ခွာသွားကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လိုင်းရဲဘော်များဟာနယ်မြေရှင်းလင်းရေးပြုလုပ်ကပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် ကြောက်ပြုတ်ကြွေရွာကပြစောတိအတိုင်းစကန်းကိုကျွန်တော်တို့ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်သွားတာတော့၃နိုင်လောက်ကြာမြင်ခဲ့ပါတယ်စစ်ခွေးတွေဘက်ကတော့ဆယ်ကောင်တေဆုံးတယ်လို့အတည်ပြုနိုင်ခဲ့ပါတယ်တရားရတာလည်းအရင်များတယ်ကျွန်တော်တို့ရဲဘော်တွေကအထီးကိမ်းမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ကျဲတပွင်တပ်ဖွဲ့မှဘုံမိုက်ခဲကအခုလိုပဲပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကို ပြည်သူကျဲတပွင်တပ်ဖွဲ့ MGN Danger Dynamite MGRF PDF တပ်ဖွဲ့ တာလီ5 PDF တပ်ဖွဲ့နဲ့မြင်းကျက်ပကဘာတပ်ဖွဲ့တို့ပူးပေါင်းနှောဆောင်ခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။မေတီလာမျိုးတွင်ကင်းတဲ့နေတဲ့ရဲကားကိုလက်ပစ်ပုံပြစ်တင်တိုက်ခိုက်မှုဖြစ်ပွားပြီးရဲနှအုပ်သေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာမျိုးရဲကင်းလက်နေတဲ့ရဲကားကိုလက်ပစ်ပုံပြစ်တင်တိုက်ခိုက်ခဲ့ရာရဲနှုတ်သေဆုံးခဲ့ကြောင်းစာရန်ညူကြီးအဖွဲ့မှတာဝန်ရှိသူတို့ကခုလိုပဲ ပြောဆိုထားပါသေးတယ်။ ရမန်နေ့အော်တိုဘားလ12ရက်နေ့နနက်7:00နာရီခန့်တွင်မိထီလာမြို့အနောက်ဘက်မှကင်းနေပြီးပြန်လာသောရဲကားဟာမြို့ရင်းသို့ပြန်ဝင်လောက်လာခြင်းပညာရေးတက္ကသိုလ်အနီးလက်ပစ်ပုံပစ်သွင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါတိုက်ခတ်မှုအတွင်ရဲနှအုပ်ပွဲချင်းပြီးတိုက်ဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းထိခိုက်ဒဏ်ရာရရှိခဲ့သောရဲများကိုမိထီလာစေယုံသို့ပို့ဆောင်ကအရေးပေါ်ကူတာနေကြောင်းသိရှိရပါသည်။ ရဲခွေကားကမဲထီလာမျိုးအနောက်ဘက်ရွာမှာကင်းပတ်ပြန်လာပြီးမြို့ရင်းပြန်ဝင်လာချိန်မှာကျွန်တော်တို့ Silent UG အဖွဲ့က၄ရက်ကြာစောင့်စားပြီးမနေ့နနက်၁၇နာရီလောက်မှာပညာရေးတက္ကသိုလ်အနီးရောက်လက်ပစ်ပုံပြည့်သွင်းတက်ခိုက်ခဲ့တာပါရဲခွေနှစ်ကောင်ကတော့ပွဲချင်းပြီးတည်ဆုံနေကြံရဲခွေတွေကတော့ထိခိုက်ဒဏ်ရာရပြီးစစ်ရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ် အဆိုပါတိုက်ခိုက်မှုကိုစာရဲညူကြီးအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတွလိုင်းရဲဘော်များအထူးအခိုက်မရှိပြန်လည်ဆောက်ခွာနိုင်ခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီဟာကမြို့နယ်ဗန်ဟာရွာစာတင်ကျောင်းကိုစစ်တပ်ကလေးရင်နဲ့ဘုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီးကျောင်းသားနှုတ်ဦးတေဆုံးကကျောင်းသားတို့ပျောက်ဆုံးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ချင်းမီနယ်ဟာကားမျိုးနဲ့ဗန်ဟာရွာစတင်ကြောင်းကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ဘုံးကျဲတိုက်ခတ်ခဲ့ခြင်းကြောင့်ကျောင်းသားနှုတ်ဦးသေဆုံးပြီးကျောင်းသားတချို့ပျောက်ဆုံးနေကြောင်း CDF ဟာကားနဲ့ပြည်သူများက ခုလိုပဲပြောဆိုထားပါတယ်။ယနေ့အော်တိုဘားလ7ရက်နေ့နက်10နာရီ30မိနစ်ခန့်တွင်အကြမ်းဖက်စစ်တပ်ကဗန်ဟာရွာစတင်ကြောင်းကို Jet Fighter နဲ့ဘုံးကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အကြမ်းဖက်စစ်တရဲဘုံကျဲတိုက်ခိုက်မှုအတွေ့ကျောင်းသားနှစ်ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသေဆုံးသွားသောကျောင်းသားနှစ်ဦးဟာအသက်၁၀နှစ်အရွယ်ကလေးများဖြစ်ပြီးပျောက်ဆုံးနေသောကျောင်းသားတချို့လည်းဆက်လက်ရှာဖွေနေကြောင်းသိရှိရပါသည်သေးဆုံးသွားတဲ့ကျောင်းသားနှစ်ဦးက၃နှစ်နဲ့၅နှစ်အရွယ်ကလေးငယ်တွေပါလေကြောင်းတိုက်ခိုက်မှုအတွင်းမှာလည်းပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သိရပါတယ်။ပျောက်ဆုံးနေသူတွေကိုတော့ဆက်လက်ရှာဖွေနေပါတယ်လို့ဒေသခံပြည်သူတို့ကခုလိုပဲပြောဆိုထားပါတယ်။ အဆိုပါလေကျောင်းတက်ခတ်မှုအတွင်ကျောင်းသားကျောင်းသူများထိခိုက်သေးဆုံးမှုရှိကြောင်းကို CDF ဟာကကဒရင်အတီးပြူပြောဆိုတော့လေတေဆုံးသူအရေးအတွက်ကိုပြောဆိုခြင်းမရှိသေးကြောင်းအခုလိုပဲသိရှိရပါရဲ့ရှင်။